ဒီအပိုင်းတွေအတွင်းမှာအစ္စရေးအီရန်တို့ရဲ့စစ်ပွဲတည်အများအပြားကိုဖတ်ရှုရပြီးတဲ့နောက်တချိန်ကအာရဗ်ကမ္ဘာမှာဖိမ့်ဖိမ့်တုံအောင်ကြောက်ခဲ့ရတဲ့အစ္စရေးတို့ရဲ့စစ်ဗီညီတူအကြောင်းကိုပြန်စဉ်းစားမိလာပါတယ်1935ခုနှစ်ကနေ1981ခုနှစ်ထိကြားထဲမှာအရှိအလေပိုင်းစစ်မျက်နှာမှာတိုက်တိုင်းအောင်စစ်ဖို့ချုပ်ကာကွယ်ရေးဝန်ကြီးတစ်ဖြစ်လဲမိုရှီတိုင်ရဲ့အကြောင်းမှာ ဒီနေ့မှာတော့တချင်ကအစ္စရေးတို့ရဲ့သူရဲကောင်းမူရှိတာရန်အကြောင်းကိုပြန်လည်ဝင်ပြပေးသွင်းခြင်းပါတယ်အားလုံးပဲမင်္ဂလာပါ Bamish Knowledge Hub Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်မှုလေးမစခင်မှာ Channel လေးကို Like and Subscribe ပြုလုပ်သွားပေးမှုလည်းမြတ်တရခင်ခြင်းပါတယ်ဒီတော့စလိုက်ကြရအောင်ပါမူရှိတာရန်လို့နာမည်ကျော်လာမယ်ဒီလူငယ်လေးကိုတော့1935ခုနှစ်မေလ20ရက်နေ့မှာပဲမွေးဖွားခဲ့ပါတယ်မွေးရမည်ကတော့အဲ့ဒီအချိန်က Ottoman Empire ယခုအစ္စရေးနိုင်ငံအတွင်းထဲမှာရှိတဲ့ Kibbutz လို့ခေါ်တဲ့ကျေးရွာအတွင်းမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။မိဘတွေအနေနဲ့ကတော့ဖခင်ကရုရှားနိုင်ငံဘွားဂျူးလူမျိုးဖြစ်ပြီးတော့မှ မိခင်ကတော့ယူကရိန်းနိုင်ငံကနေဖြောင်းရွှေ့အခြေချလာတဲ့ဂျူးလူမျိုးပဲဖြစ်ပါတယ်။ဒါအပြင်ကမှမိခင်ရောဖခင်ဖြစ်သူတို့ကပါမျိုးချင်းစိတ်သက်ရှိတဲ့ဂျူးလူမျိုးတွေဖြစ်ကြပြီးဇီယွန်းနဲ့ဝါရကိုလက်ကင်ထားကြတဲ့သူတွေပါ။ဒါကြောင့်မိဘနှစ်ယောက်လုံးကအစ္စရေးမှာအခြေချနေထိုင်မှုပြောင်းရွှေ့လာပြီးတွေ့ဆုံချိတ်ချိုက်ခဲ့ကြပါတယ် ဒီလိုနဲ့သူတို့နှုတ်အိမ်အောင်ကြပြီးတဲ့နောက်အစ္စရေလရဲ့သမိုင်းစာမျက်နှာတရွတ်ပေါ်ကသူရဲကောင်းတို့ကိုမွေးဖွားလာပါတော့တယ်ဒီလိုနဲ့ပဲမိုရှေတာရန်ကိုမွေးဖွားလာပြီးတဲ့အချိန်သူတို့မိသားစုဟာဒီကနီယာအယ်ပက်စ်မှာနေထိုင်ခဲ့ကြပြီးတော့အဲ့ဒီကြီးရွာမှာပဲအတူတကွာလောက်ကင်စားတောက်ရတဲ့ collective farming လို့ခေါ်တဲ့ layer လုပ်ငန်းတွေမှာလောက်ကင်ကြပါတယ်ဒါကြောင့်မဲ့မိုရှီတိုင်းဟာငယ်စဉ်ဘဝမှာနေတဲ့တဘာဝပတ်ဝန်းကျင်နဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာဝါသနာပါလာခဲ့ပါတယ် ။ပညာရေးအနေနဲ့လည်းသူ့ရဲ့ဝါသနာအတိုင်းစိုက်ပျိုးရေးကျောင်းမှာပညာသင်ကြားခဲ့ပါတယ်။သူတက်ခဲ့တဲ့ကျောင်းမှာဆိုရင် နလဟာလို့ခေါ်ပြီးတော့မှအစ္စရေးနိုင်ငံရဲ့ပထမအဦးဆုံးစိုက်ပျိုးရေးပညာတွေသင်ကြားပေးတဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။အဲဒီနောက်အထက်တန်းပညာကိုတော့ဂျူးကျောင်းတွေမှာဆက်လက်သင်ယူခဲ့ပြီးမြင်သူဟာတဖြည်းဖြည်းနဲ့တက္ကသိုလ်ပညာရေးတဲ့လက်တွေ့ဘဝအတွေ့အကြုံတွေပေါ်မှာသာပုံမစိတ်ပါဝင်စားလာခဲ့ပါတယ်။မိုးရှိတိုင်ဟာညံရင်ညံသွေးထက်မြက်သူတရားလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကဂျူးလူမျိုးတွေရဲ့မိခင်ဘာသာစကားဖြစ်တဲ့ Hebrew ဘာသာစကားအပြင်အင်္ဂလိပ်ရုရှားနဲ့ RP ဘာသာစကားတွေကိုလည်းကျွမ်းကျင်စွာပြောဆိုနိုင်ပါတယ်ဒီလိုနဲ့ပဲကမ္ဘာအနှံ့မှာဂျူးလူမျိုးတွေဟာဖိနှိပ်မှုတွေနာစီတို့ရဲ့ဂျူးတွေအပေါ်အဆုလိုက်အုံအပြုံလိုက်တပ်ဖြတ်မှုတွေအဆွေအချင်းထောင်အတွင်းမှာနှိပ်စက်ခံနေရတဲ့ဂျူးလူမျိုးတွေရဲ့ငရဲခဲတွေကိုသူကြားသိလာရပြီးတဲ့နောက်မှာတော့မူရှစ်တိုင်ရဲ့မျိုးချစ်စိတ်တွေဟာနိုးချလာခဲ့ပါတယ် ဒါကြောင့်သူအသက်14နှစ်မှာပဲဟာဂါနက်လို့ခေါ်တဲ့အစ္စရေးလဝတ်ထောက်လန်းရေးအဖွဲ့တွေကိုဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကမူရှေတိုင်ယန်ဝင်ရောက်ခဲ့တဲ့ဟာဂါနက်ဆိုတဲ့အဖွဲ့ဟာယနေ့ခေတ်မှာတော့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ IDF ဆိုတဲ့အစ္စရေးတပ်မတော်ရဲ့အခြေခံအုပ်မြစ်ဖြစ်တဲ့အဖွဲ့အစည်းပါပဲ။ဟာဂါနက်အဖွဲ့ဟာအဲ့ဒီအချိန်ကဗြိတိရှ်နေမွေအင်ပါယာနဲ့ပူးပေါင်းပြီးတော့မှဒုတိယကမ္ဘာအဆင့်အတွင်းဝင်ရောက်လာတဲ့အခါ မိုးရှစ်တိုင်းဟာသူ့ဘဝရဲ့ပထမဦးဆုံးစစ်ပွဲအတွေ့အကြုံတွေအတွက်နာဇီဂျာမနီပြင်သစ်တွေနဲ့တိုက်ခိုက်ဖို့လက်ပနွန်နိုင်ငံအတွင်းကိုလိုက်ပါသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲ1942ခုနှစ်မှာတော့သူ့ရဲ့ပထမဆုံးတိုက်ပွဲမှာပဲပြင်သစ်တွေနဲ့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်သူ့ရဲ့ဘယ်ဘက်မျက်လုံးတစ်လုံးကိုဆုံးရှုံးလိုက်ရပါတယ်။ဒါကြောင့်သူဟာအနောက်ရောက်မျက်လုံးစည်းတစ်ဖက်ကိုဝစ်စင်ကဆက်လက်တိုက်ပွဲဝင်ခဲ့တာကြောင့်ပဲမိုးရှစ်တိုင်းရဲ့အနောက်ရောက်မျက်လုံးစည်းအိုင်းပတ်ရှ်ကကဘာကျော်တင်ဂီတာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ မိုးရှိတိုင်းဟာ၁၄နှစ်အရွယ်မှာပဲကမ္ဘာစစ်အတွေ့အကြုံတွေကိုရလိုက်တာကြောင့်နောက်အခါမှာတော့နှီးပညာပိုင်းကျွမ်းကျင်မှုတွေနဲ့ရဲစွမ်းတက်သည့်ရှိမှုတွေအတွက်အလွန်မင်းကိုအထောက်အကူဖြစ်စေခဲ့ပါတယ်။ဒါကပဲသူ့ကိုအစ္စရေးနိုင်ငံတည်ထောင်ပြီးတဲ့အခါမှာစစ်ရေးနဲ့နိုင်ငံရေးမှာကောင်းဆောင်နိုင်ဖို့အခြေခံအုတ်မြစ်လည်းဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့စစ်ပွဲတွေကြားမှာပဲတာမန်စစ်သားတူအဖြစ်နဲ့ခုနှစ်နှစ်တာကျင်းလည်ပြီးခဲ့တဲ့နောက်1948ခုနှစ်အစ္စရေးအရစ်ပွဲမှာတော့ဂျေရုဆလင်ရဲ့ကာကွယ်ရေးတပ်မှုဖြစ်စတင်နေရာရလာပါတယ် တဖြည်းဖြည်းနဲ့မိုရှေတိုင်ရဲ့ရဲစွမ်းတက်တီနဲ့နီးပြူဟာကြကြစစ်တိုက်နိုင်မှုတွေသူ့ရဲ့ဖြတ်ထိုးဉဏ်ကောင်းမှုတွေကြောင့်မိုရှေတိုင်ဟာ1956ခုနှစ်မှာပဲအီဂျစ်တွေကိုအနိုင်တိုက်နိုင်ခဲ့တဲ့ဆိုင်းနိုင်စစ်ပွဲမှာအစ္စရေးတို့ရဲ့စစ်ဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်တမိုင်းမှာနာမည်ကျော်စစ်ပွဲတစ်ခုဖြစ်တဲ့အစ္စရေးနဲ့အာရဗ်နိုင်ငံအများအပြားတိုက်ခိုက်ခဲ့ကြတဲ့1968ခုနှစ်6ရက်စစ်ပွဲမှာတော့မိုရှေတိုင်ဟာကာကွယ်ရေးဝန်ကြီးဖြစ်တာဝန်ယူခဲ့ပြီးတော့ အီဂျစ်ဂျော်ဒန်နဲ့ဆီးရီးယားတို့ကို6ရက်အတွင်းမှာလည်းအနိုင်ယူပြခဲ့ပါတယ်။မွရှိတိုင်ရဲ့ဥဆောင်မှုနဲ့အတူဒီစစ်ပွဲအတွင်းမှာပဲအစ္စရေးတို့ကဂါဇာကမ်းမြောင်ဒေသဂိုလန်ကုန်းမြင့်ဒေသနဲ့ဆိုင်းနိုင်ကျွန်းဆွယ်တွေကိုအပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းနာမည်ကျော်တဲ့ထက်ကျော်လာတဲ့မွရှိတိုင်ဟန်တယောက်ဟာ1983ခုနှစ်ယွန်ကစ်ပတ်စစ်ပွဲမှာတော့စစ်ရေးဗျူဟာအမားတွေချမှတ်ခဲ့မိတာကြောင့်အီဂျစ်နဲ့ဆီးရီးယားတို့ရဲ့ထိုးစစ်တွေအောက်မှာအစ္စရေးတို့အသေးအပြောက်များခဲ့ရပြီး ီစစ်ပွဲအရှုံးအတွက်လည်းတာဝန်ရှိသူဟာမူရှင်တိုင်ယန်ဖြစ်လက်ညှိုးထိုးခဲ့ကြပါတယ်။ဒီလိုဝေဖန်မှုတွေကြောင့်ပဲမူရှင်တိုင်ယန်ဟာကာကွယ်ရေးဝန်ကြီးယာရုကနေနှုတ်ထွက်ပေးခဲ့ရပါတယ်။1981ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာတော့နှလုံးကင်ဆာရောဂါနဲ့ပဲမူရှင်တိုင်ယန်တယောက်ကွယ်လွန်ခဲ့ရပါတယ်။တကယ်တော့မူရှင်တိုင်ယန်ရဲ့စည်ရင်းနဲ့နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေကဣသရေလနိုင်ငံအတွက်ကြီးမားတဲ့ကောင်းချိုးတက်ရောက်မှုတွေရှိခဲ့ပြီးတော့မှဣသရေလနိုင်ငံတမိုင်းမှာတော့အငင်းပွားပွဲရာမရှိတဲ့သူရဲကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေရာမှာဆက်ဆက်ပြီးတော့ရှေ့ပိုင်းမှာကျွန်တော်ပြောပြခဲ့တဲ့ဇီယုန်နဲ့ဝါရအချောင်းကိုလည်းအနည်းငယ်ဝေမျှခြင်းပါတယ်ဇီယုန်နဲ့ဝါရဆိုတာကတော့ဥရောပတိုက်အတွင်း19ရာစုအခုမှာဂျူးလူမျိုးတွေအပေါ်ဖိနှိပ်ချုပ်ချယ်မှုတွေကနေဆက်လာခဲ့တယ်လို့ဆိုရမှာပါယနေ့အစ္စရေးနိုင်ငံအတွင်းမှာရှိတဲ့ဇီယုန်တောင်တန်းကြီးကိုအခြေပြုပြီးတော့မှဂျူးလူမျိုးတွေအတွက်လွတ်လပ်တဲ့နိုင်ငံတစ်ခုထူထောင်ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဂျူးလူမျိုးရဲ့မျိုးချစ်ဝါရဇီယုန်နဲ့ဝါရကိုနာမည်ပေးခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မယ့် ဒီယိုဒိုဟတ်စ်က1869ခုနှစ်မှာပဲပထမဦးဆုံးဇီယိုနစ်ကွန်ကရစ်ကိုစနစ်တကျကျင်းပနိုင်ခဲ့ပြီးတော့ဂျူးနိုင်ငံတည်ထောင်မှုမျိုးစစ်ချပေးခဲ့ပါတယ်။ဒါကြောင့်မဲကမ္ဘာအနှက်ကဂျူးလူမျိုးတွေဟာသူတို့ရဲ့ဟီဘရူးတမန်ကျမ်းစာမှာဂရိတော်ထားရမည် Promise Land လို့ခေါ်တဲ့ယနေ့အစ္စရေးနိုင်ငံနေရာကိုစတင်ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ဒါအပြင်ကမှဒီနေရာဟာဖျားရှင်ကသူတို့အတွက်ဂျူးလူမျိုးတွေအတွက်ပေးခဲ့တဲ့မြေလို့လည်းဆိုပါတယ်။ဒါကြောင့်မဲယနေ့အချိန်ထိ မူလနေထိုင်တဲ့ပါလက်စတိုင်းတွေနဲ့စစ်ပွဲတွေမကြာခဏဖြစ်ပြီးတော့မှပြည်ပခါတွေကြီးထွားလာနေရတဲ့နေရာတခုလည်းဖြစ်ပါတယ်အဆုံးထိနားဆင်ပေးကြကြသူများအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်